အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ယောက်ျားကမိသားစုကိုရှာမကျွေးတဲ့အပြင် လက်ပါလာလို့ရင်ဖွင့်လာတဲ့အိမ်နောင်ရှင်အမျိုးတမီတဝူရဲ့ရုပ်တံပရိပိုင်လေးကိုအားလုံးနဲ့အောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပရိပိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုတ်တက်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေး channel မှာပြန်လေးကြိုဆိုလိုက်ပါတယ်ဗျာအချို့ယောက်ျားတွေကနော်ဒီမှာကြံပြောပြမယ် လောက်တာမကြွေးတာလောက်တာမကြွေးတာမိမနဲ့ဘလို့ရန်ဖြစ်ရင်ဘလို့လောက်ရမလဲဆိုတာတို့ရဲ့အုံနောက်ထဲမှာရှိထားပြီလားဒီမှာခုနတော့အဲ့ရယောက်ျားနဲ့လုံတက်ထားတာဒီမှာဒီမှာတွေထိုးကြိတ်ထားတာနော်ဒီမှာတွေရောဒီမှာတွေရောပောက်ထားတာဒီမှာတွေရောပောက်ထားတာဒီနားမှာဆိုဘူလုံးကြီးထားထားတာတို့ကဘလို့လောက်တယ်လဲဆိုတော့ကြောက်ကလုံးဝမလှုပ်နိုင်အောင်ဒီသဘင်ကြီးကုံဆွဲထားတာဒီမှာဒါခုတို့မရှိဘူးအမတွေကခုလုံတက်နေလို့ဘဝကြီးခွဲပါဘူးအမေလည်းလုံတက် ်နဲ့အမေတမင်းနေရှုပ်ရှက်ခါပြီးတမင်းနေဟောတမင်းနေကျွတ်လာအမေအမေမာရီမာတမင်းနေအထွေးလိုက်ထွေးလိုက်ဒီကျွတ်လာအမေရှုပ်ရှက်ခါနေပြီးလုံးထွေးပြီးလှုပ်ထားတာဘာလို့မဘာလို့မလာပြီးမထွေးရမထွေးရဆိုတာကအိမ်နေနေချင်းနေလဲ ထွေးတင်တာမထွေးရဘူးမထွေးရဘူးဆိုတာကသူကလည်းပဆိုးကျွတ်နေတာကိုကလည်းထမိန်ကျွတ်နေတာသိလားအခုအိမ်ကတာအကြီးရှိတယ်အဲ့ဒီတာအကြီးနဲ့တာအငယ်ရယ်အဲ့တမီးအငယ်ရယ်သူတို့ပဲဝိုင်းထွက်ပြီးသူတို့ပဲအော်နေတာနောက်ဆုံးကျဘလူမကျွတ်တို့နှစ်ယောက်ကဘလူမဖြီမရတဲ့အဆုံးကျလို့ရှိရင်အဲ့ဒါအငယ်ကသပိန်နဲ့လူအန်တီကိုပြေးခေါ်သွားလို့ဆိုပြီးမှလူအန်တီဒီရောဟိုတခြားအတ္တိတွေရောဝိုင်းလာပြီးကမှဆွဲပြီးကမှသူ့အပြင်ခေါ်သွားတာလေလား ကျုပ်ပြောတာလုံမကြွေးခြင်းနေနော်လုံမကြွေးခြင်းနေမနှိပ်သက်နဲ့လုံမကြွေးနဲ့ရတယ်ဒီမဲ့အကျွေးတွေစီတယ်နော်အဲ့ဒီအကျွေးတွေအတွက်သူ့ကိုဆက်ပြီးပါလို့လည်းငါမပြောဘူးစုကြေးတွေတလတိန်40ကျော်ထည့်ရတယ်နော်အဲ့ဒီစုကြေးတိန်40ကျော်ထည့်ရတဲ့ဥစ္စာသူတလ4000လောက်ထည့်မပေးနိုင်ဘူးရတယ်ကိစ္စမရှိဘူးအိမ်အတွက်ဆန်ဆိုလဲသူ့မှာအုံနောက်ထည့်ထည့်ရမလို့စီထိုးလာလဲအုံနောက်ထည့်ထည့်ရမလို့ ခုပတ်ထန်တွေလုတ်ထားတယ်လူများတွေပတ်ထန်တွေယူလုတ်ထားတယ်ပတ်ထန်လူများတွေယူလုတ်ထားတာ1850နဲ့အကျွေးရှိတယ်အဲ့ဒီ850ရဲ့အတိုးအတိုးအတိုးလဲလာတိုင်းပေးရတယ်အဲ့ဒီအတိုးဆိုတာလဲသူ့မှာအုံနောက်ထဲထည့်တရားမလို့နော်ကျုပ်ပြောတာအိမ်မှာနေမယ်သူအေးအေးဆေးဆေးနေနော်ဘီယာတွေဘာတွေမတောက်နဲ့ကျုပ်အရင်တော့ကထုတ်လို့ရှိရင်သူနဲ့ရံဖြစ်တယ်ရွဲဆောင်ပြီးသူလောက်တာငါလောက်နေဆိုတဲ့ပုံစံမျိုးနဲ့ရွဲဆောင်ပြီးလုတ်ခဲ့မိတယ်ဒါပေမဲ့လို့ပြီးခဲ့တဲ့တကြံတော့ကျုပ်သားကျုပ်သားကနောက်ဆုံးရဆိုတော့ရှောက်လဲတာလဲတော့ကြပြန်ကြမျက်နှာတွေနီးရဲနေလို့ငါတဘီယာတောက်လာတာလားမတောက်နဲ့ ။ဒါညာတမတောက်ပါဘူးတဲ့။မိမိသားတဲ့တောက်တောက်ပြီးမှတက်တော့ဒီလဲထော်တာတဲ့အဲ့လိုပြောပြီးဆိုကြတဲ့ကဒီနေ့ဒီချိန်ထိ move သေးတဲ့အရာဆုံးတစ်ခုမှမလုပ်ဘူး။အော်ဟုတ်တယ်ငါသားလေးကြီးကြီးလာပြီဆိုတော့ငါမလုပ်တော့ဘူးဆိုပြီးမှ तू လုပ်တယ်။ပြန်ချတာပေါ့လိလာ။ तू ကအမရဲ့စပင်ကိုတစ်ဖက်ကရစ်ထိုးလိန်ထားတာ။လိန်ပြီးမှလက်တီးတွေနဲ့ဒီလိုတွေထိုးတာ။ဒီနားဆိုလို့ရှိရင်နည်းနည်းလေးထိရင်ကိုနားနေတာ။ အမားကသူ့ရဲ့သဘင်ကိုလိန်ထားတာဆိုတော့အမားကသူ့ရဲ့ဂိုးရိုးကိုလှမ်းဆွဲတာဘလို့မှဆွဲလို့မမိဘူးသူကဒီတိုင်းပဲအဲ့လိုလှုပ်ထားတာဆိုတော့မမိဘူးအမမရဘူးမမိမိအောင်ကိုဂိုးရိုးလှမ်းဆွဲတယ်အဲ့ဒီဂိုးရိုးမှီတဲ့အချိန်ကျမှအဲ့ဒီဂိုးရိုးကိုအဲ့လိုညှစ်ထားတဲ့အချိန်ကျမှဒီသဘင်ကိုလွတ်ပေးတာအဲ့ဒီအချိန်သူ့ကိုညှစ်တဲ့အချိန်ကျမှဒါလင်းဒီသဘင်ကိုလွတ်ပြီးမှသူ့နဲ့အမနဲ့ဝိုင်းခွဲတဲ့အချိန်မှကွဲသွားတာပထမတော့ကသူကလုံးဝကိုလွတ်မပေးတာနော်။တာကြီးကလည်းအဖေလွတ်လွတ်လို့ပြောတယ်။ မလွတ်ပေးဘူးအမကလည်းအောက်ပိုက်မဲ့လိုက်ပြီးကမှကိုယ်ပဲလိုက်ရှာတာတိလာရှာပြီးကမှမိပြီဆိုတဲ့အချိန်ကျမှလုံးဝအဲ့လိုညှစ်ထားတဲ့အချိန်ကျမှပဲသူနာလို့ဘလို့မှမရတဲ့အဆုံးကျမှဒီကိုလွတ်ပေးတာအဲ့လိုမျိုးတိလာမခံဘူး